မင်္ဂလာပါရှင်။အောက်တိုဘာလ24ရက်တောက်ကြနေ့ရရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့စေတနာဝန်ထမ်း volunteer များစွမ်းဆောင်ရည်မြင့်တည်ရည်တင်နန်းစင်မွေးကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီရဲ့ဦးဆောင်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးအာကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီရဲ့ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီနှင့်ပါကစ္စတန်မြို့နယ်တွင်ရှိလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များပူးပေါင်းဖွင့်လှစ်တဲ့စေတနာဝန်ထမ်း volunteer များစွမ်းဆောင်ရည်မြင့်တေးတင်နန်းဆင်ွဲကိုအောက်တိုဘာ23ရက်မိုးလေပိုင်းကရန်ကုန်တိုင်းဒေသကြီးတာကီတာမြို့နယ်ရှိလူငယ်စင်တာတွင်ကျင်းပကြောင်းသိရပါဗျာ။ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးမိသက်ဦးစီးဌာနမှညွှန်ကြားရေးမှူးမင်းဆန်အေးကတင်နန်းစင်အမှာစကားပြောကြားပါရယ်။အဲဒီနောက် တာဝန်ရှိသူများကတင်နန်းသားများအားတင်နန်းစင်လက်မှတ်များပေးရကြပြီးအာကစားနှင့်လူငယ်ရေးရအထောက်အပံ့လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဒေါက်တာတင်လိုင်းကတင်နန်းတွင်တင်ကြားပို့ချပေးကြတဲ့နှီးပြဆရာများအားကွန်ပျူတာတန်လွှာများပေးရပါရယ်။ဆက်လက်ပြီးငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီဥက္ကဋ္ဌဦးဆွေးရန်နိုင်ကတင်နန်းဖွင့်လျက်ခြင်းနဲ့ဆက်လက်၍ရှင်းလင်းတင်ပြပါရယ်။ တင်နန်းသူ volunteer လုပ်ငန်းစဉ်များကိုစိတ်ပါဝင်စားသူလူငယ်များစုစုပေါင်း150ဦးတက်ရောက်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပြပူလာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ခရမ်းမြို့နယ်ကြည်လက်လက်များအားတွင်ဆင်းကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတန်လင်ခရိုင်ခရမ်းမြို့နယ်ကျေးလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနရဲ့2025-2026ဘဏ္ဍာနှစ်တွင်ဆောင်ရွက်တဲ့ကျေးလက်လန်းတရားလုပ်ငန်းများ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုအောက်တိုဘာ23ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးဂျီလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမြို့ပြဦးသက်စွန်နဲ့တန်လင်းခရိုင်ဂျီလက်လန်းဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးမြို့ပြဦးစီးအရာရှိမြို့ပြအရေးသွေးစစ်ဆေးတာဝန်ခံတို့နဲ့တူကွင်းစင်ကြည့်ရှုစစ်ဆေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့နှင်းနှင်းကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့တန်လင်းမြို့လူမှုခြေပြုဗဟိုဌာနတွင်ကလေးလူတမပပြပြီးအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လီမြို့နယ်တွင်ကလေးလူသမားပပျောက်ရေးဟောပြောပွဲနေရကက်စားဆောင်နှင့်စာအုပ်ပြပွဲကိုအောက်တိုဘာ23ရက်ညနေပိုင်းကလူထုခြေပြုဖို့ဌာန Community Center ခန်းမမှာကျင်းပကြောင်းသိရပါတယ်။ရှေးဥစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့စစ်ဆေးရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ရွှေရီဝင်းကျော်ကကလေးလူသမားဆိုင်ရာဥပဒေများအကြောင်းဟောပြောပါတယ်။ အဲ့နောက်တရားလာကြတဲ့ចောင်းသားចောင်းသူများကကလေးအလုသမားပပြပြီးအသိပညာပေးနေရကန်စာဆောင်နေစာဟုတ်စာဆောင်များအားစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြဖို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကြီးမြတိုင်မြို့နယ် community center ခန်းမတွင်စာဘက်ရှိမြင့်တီးရေဟောပြောဝဲပြိုင်ဝဲများနဲ့နေရကဲစာဆောင်ပြဝဲကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်နောက်ပိုင်းခရိုင်ကြီးမြတိုင်မြို့နယ်လူထုအခြေပြုဘဟုဌာန community center ခန်းမတွင် အောက်တိုဘာ23ရက်နေ့နဲ့10နာရီကစာဖတ်ချိန်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲကပြရွစုပြိုင်ပွဲပုံမြင်ပြောပြိုင်ပွဲစာဖတ်စွမ်းရည်ပြိုင်ပွဲစီအောင်ချေပြိုင်ပွဲနဲ့နေရက်ကစာဆောင်ပြပွဲများကျင်းပကြောင်းသိရပါတယ်။ဟောပြောပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့စစ်စင်ဦးစည်းဌာနမြို့နယ်ဦးစည်းမှုဒေါက်ခိုင်စာလင်းကစာဖတ်ခြင်းပြင်ရရှိလာမယ့်အကျိုးကျေးဇူးများအကြောင်းကိုဟောပြောပါတယ်။ ဆက်လက်ပြီးကြပြရွေးစုပြိုင်ပွဲပုံမြင်ပြောပြိုင်ပွဲစာဖက်ဆွမ်းရည်ပြိုင်ပွဲစီအောင်ချေပြိုင်ပွဲကိုကျင်းပကဆူရရှိတဲ့ကျောင်းသားကျောင်းသူများအားဆုများချီးမြှင့်ပါတယ်။အဲဒီနောက်တယောက်လာကြတဲ့ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများကပြန်ကြားရင်းနှီးပြည်သူဆက်ဆံရေးဦးစီးဌာနကပြသထားတဲ့စာအုပ်စာဆောင်များနဲ့နေရာကစာဆောင်များအားစိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်းသိရပါရဲ့ရှင်။ဒီသတင်းကိုတော့ခိုင်စာလင်းကပြပူလာတာပါ။